ကချင်ပြည်ကစစ်ရေးအခြေအနေတွေဟာအခုရက်ပိုင်းမှာငြိမ်နေတာမျိုးမဟုတ်ပဲနဲ့တိုက်ပွဲတွေကဆက်ဖြစ်နေပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ဒီပြီးတော့ဒီ KPDF ပူးပေါင်းတပ်နဲ့စစ်ကော်မရှင်တပ်တို့အကြားမှာဗမော်ဖကန်နဲ့ဝိုင်းမော်ဒေသတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ KIO KIA ပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရဆိုရင်နိုဝင်ဘာလဒုတိယအပတ်ထဲမှာဆိုရင်လည်းဒီတပတ်တာအတွင်းမှာပေါ့လေတိုက်ပွဲပေါင်းအကြိမ်ကြီး58ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့သိရပါ ါတယ်တိုက်ပွဲတွေတဲမှာတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာစံချိန်တင်မြင့်တက်ခဲ့ပြီးတော့အရက်သားထိခိုက်မှုတွေလည်းဇက်တိုက်မြင့်တက်လာနေပါတယ်ဖကန့်ဒေတာမှာနိုဝင်ဘာလ16ရက်နေ့နေကင်းပိုင်းမှာပါဒီဒေတာကန်တွေကြောက်တူးနေတဲ့အာလက်ချင်းတူးတဲ့နေရာတွေကိုပေါ့လေစစ်တပ်ကဒရုန်းနဲ့ဘုံကျဲခဲ့တာကြောင့်အရက်သားတွေထိခိုက်မှုရှိခဲ့ပါတယ်ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆိုရင်လည်းကလေးမိခင်တယောက်တေဆုံးခဲ့တယ်လို့မူကျူဆီယာမနဲ့ကလေးငယ်ဒ န်ရာရခဲ့တာတွေဇက်တိုက်ဖြစ်ပွားခဲ့တာကြောင့်ဒေသခံတွေကစိုးရိမ်နေကြပါတယ် မြောက်ပိုင်းဒေသဖြစ်တဲ့ဘူတာအိုခရိုင်ထဲမှာဆိုရင်လည်းစစ်ရေးတင်းမာမှုတွေမြင့်တက်လာနေပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာဒီတန်ကြာရွာနာကမလိခမြစ်ကြောင်တလျှောက်မှာပေါ့လေစစ်ရေးလှုပ်ရှားလာတဲ့စစ်ကော်မရှင်ရဲ့ပူပေါင်းတပ်ကို KIA ပူပေါင်းတပ်ဖွဲ့တွေကဂျာဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမှာတော့စစ်ကော်မရှင်တပ်ပတ်ကတပ်ဖွဲ့ဝင်တချို့ထိခိုက်သေးဆုံးခဲ့တယ်လို့လက်နက်တချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။တိုက်ပွဲမဖြစ်တဲ့ နေရာတစ်ခုဖြစ်တဲ့ဒီဝိုင်းမော်မြို့နယ်တဲကစဒုံမြို့လိုနေရာမျိုးကိုပါဒီစစ်တပ်က Y12 ရဟယင်နဲ့ရုတ်တရက်ဘုံကျဲတက်ခိုက်ခဲ့တည်တယ်လို့ဒေသခံတွေကပြောပါတယ်